ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းလင်းမင်္ဂလာပါဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းတစ်ခုမှာသတင်းတပုတ်တွေ့တာပေါ့လေအဲ့ဒါကအင်္ဂလန် Premier League ပွဲစဉ်လေးကိုဒါမြောက်ကိုရီးယားနိုင်ငံမှာပြသဖို့ဒါသူတို့ရဲ့နိုင်ငံသူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ King Jong Un ကဒါဘယ်လိုပြောမလဲ ါစီစဉ်လျက်ရှိတယ်ဆိုပြီးပေါ်ပြထားတယ်ဆိုအားလုံးသိထားပြီးသားမြောက်ကိုရီးယားဆိုတာကဒါနိုင်ငံတကာဘောလုံးပြိုင်ပွဲတွေပါအားကစားကိုမှမစတောင်းတော့မပြဘူးကျွန်တော်တခါသတင်းတစ်ပုဒ်ကြားဖို့ပါတယ်ဒီဘယ်တော့ကအဟောင်းတော့ကသူတို့မြောက်ကိုရီးယား2014 2010လား2010ကဘာပလာပြိုင်ပွဲတော့ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့အဟောင်းတွေကိုသူတို့ update လုပ်ပြီးတော့ပြည်တွင်းမှာပြန်ပြတာတို့ဘယ်လိုပြိုင်ပွဲတွေမှာဘယ်လို update တွေကြီးပဲသူတို့လုပ်ပြီးတော့ဗျာဘောလုံးပြိုင်ပွဲရေလို့ပြိုင်ပွဲရေလို့သူတို့ရှင်မှာ live ပြတာမရှိဘူးနိုင်ငံကအကုန်ပိတ် ဒါအခုကျွန်တော်တို့ဗြိတိန်မှာရှိတဲ့ဒီတကယ် vlogger တွေ social influencer တွေကမ္ဘာရဲ့မှာရှိတဲ့ social influencer တွေကတော့တရုတ်ကနေတဆင့်မြောက်ကိုရီးယားကိုတိုးသွားကြတဲ့လူတွေများတယ်ဒီညမှာမြောက်ကိုရီးယားကအခုလာမယ့်ရာသီကစပြီးတော့ Premier League ပွဲတွေကိုပြသဖို့မြောက်ကိုရီးယားရဲ့ခေါင်းဆောင်ဖြစ်တဲ့ Kim Jong Un ကဒါပြသဖို့သူစီစဉ်ထားတယ်ဒါပေမဲ့သူတောင်းဆိုတဲ့ under condition condition တွေရှိတယ်ဒီတိုင်းမပြဘူးပြပြလေးပွဲတွေကိုသူတို့နိုင်ငံမှာပြသပေးမယ် ဒါပေမဲ့သူတို့တောင်းဆိုမဲ့အချက်ဒီပါလဲဆိုတော့နိုင်ငံတွင်းမှာပြမဲ့ဘလုံးပွဲတွေအလုံးကိုဓာတ်ရိုက်မပြဘူး live လာတဲ့ပွဲမပြဘဲနဲ့သူတို့ကပြန်ပြီးတော့အဲ့ live ပွဲကို edit လုပ်မယ် edit လုပ်ပြီးတော့မှနိုင်ငံ ရုပ်တံပိုင်းကရုပ်တံပိုင်း line ကနေပြန်ပြမယ်ဆိုတော့ live လာတဲ့ပွဲတွေအလုံးကိုသူတို့ဘက်ကဓာတ်ရိုက်ပြတာမှမဟုတ်ဘဲနဲ့အဲ့လာပြီးသားပွဲတွေကို re edit ပြန်လုပ်ပြီးတာနဲ့ပြည်တွင်းရုပ်တံကနေနိုင်ငံတွင်းကို ပြန်ပြတာမယ်နံပါတ်2အချက်ကတော့ပြန်ပြတာတဲ့အချိန်မှာဘလုံးကွဲကိုမိနစ်60ပုံမှန်ကန်တာကိုတို့ကမိနစ်60ကိုဖြတ်ပြီးတော့မိနစ်60ပဲလုပ်မိနစ်60ပဲပြဆိုတော့မိနစ်60ရရှိတယ်ပေါ့ဗျာရှုပ်တယ်ရှိတယ်ဒီကောင်းနေမိနစ်60ပဲပြမယ်ဆိုပြီးတော့ဘလုံးကွဲလာတဲ့ပွဲတစ်ပွဲမှာအဲ့ပွဲကိုမိနစ်60ကို active လုပ်ပြီးတော့တို့ကပြ60ပဲဆိုတော့ခုနတည်းက reactive လုပ်မယ်လို့ပြောထားတာအဲ့အချက်ပေါ့လေဆိုတော့ပွဲက live မပြဘူး အတစ်လုတ်ပြီးတော့မှပြန်ပြမယ်ပြန်ပြတဲ့အခါမှာလည်းမိနစ်60မဟုတ်ပဲမိနစ်60ပဲပြမယ်ပြီးတာနဲ့ဒါဒီနေရာမှာနောက်တဲ့တစ်ချက်ကတော့အခုပေါ်ပြမယ်အင်္ဂလိပ်စကားလုံးတွေပေါ်ပြထားတဲ့ test အားလုံးကိုစတေဒီယမ်မှာရှိတဲ့ဒါ batting နေ test တွေဘာတွေညာတွေအားလုံးနေရာမှာမြောက်ကိုရီးယားကကိုရီးယား graphic တွေနဲ့ကာပါအကုန်လုံးမယ် ောချင်တာဘလုံးကွင်းထဲမှာကိုစကိုတော်မှာသူတို့ကမြောက်ကိုရီးယားလိုစာထိုးမလားမသိဘူးပေါ့လေဒါပေမဲ့သူအဲ့ထက်မှရေးထားတာပေါ့လေဒါအဲ့လိုပုံစံမျိုးသူတို့လုပ်မယ်ဆိုပြီးသူတို့စဉ်းစားထားတယ်ဒါ graphic တွေအကုန်ကာပါလုပ်မယ်ပါညာပါညာဆိုပြီးသူတို့အဲ့လိုပုံစံတည်းလုပ်မယ်ပေါ့ဗျာဆိုတော့ကွင်းထဲမှာအင်္ဂလိပ်လိုတလုံးမှတွေးရမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုသူလုပ်ထားပြီးတော့နောက်ဆုံးတစ်ခုကတော့ဒါတောင်ကိုရီးယားကစားသမားတွေပါဝင်တဲ့ပွဲစဉ်တွေအားလုံးကိုဖျက်မယ်ထားပါတော့ပွဲတစ်ပွဲမှာတောင်ကိုရီးယားကစားသမားဗျာ ဒါတောင်ကိုရီးယားကသားမှာဖြစ်တဲ့ယူမင်ဆွန်ကစားပြီဆိုရင်ဒါစပါရဲ့ပွဲမှာဒါသူကန်နေရင်သူသူပောင်းဝင်တဲ့အပိုင်းတွေကိုအတစ်လုပ်မယ်အဲတခါဒီဘရန့်ဖို့အသင်းမှာဆိုရင် ကင်ဂျီဆိုဆိုတဲ့ကစားမတစ်ယောက်ရှိတယ်။နောက်ဝူဗာဟန်တန်မှာဟွမ်ဟီချန်ရှိတယ်။ကိုရီးယားကစားမတွေရှိတယ်ဗျာ။ဆိုတော့အဲ့ကစားမတွေကစားနေပြီဆိုရင်အဲ့ကစားမတွေကစားနေပြီဆိုအဲ့ကစားမတွေဒီကောင်တွေပါတဲ့အသင်းတွေကန်သိတိုင်အောင်သူတို့ပါတဲ့အပိုင်းတွေကိုသူတို့အကုန်ဖျက်ချမှာ။ဆိုတော့ခုနမိနစ်60ထဲမှာ60ပဲထားမှာဆိုအဲ့ရွေးချယ်လည်းပါတယ်။ဆိုတော့ကိုရီးယားကစားမတွေရုပ်တံမှာလုံးဝမမြင်ရဘူး။အကုန်အပ်တစ်လုပ်ပြမယ်ဖယ်ထုတ်မယ်။နောက်တစ်ခုကတော့ဒါဘယ်လိုပြောမလဲသူတို့ဘက်က LGBT ဆိုတဲ့ ဒါဆမ်တန်ဒီအားလုံးကိုသူတို့ကာဗာလုပ်မယ်ပေါ့ဗျာသူတို့ကအက်တစ်လုပ်မယ်ပေါ့ဗျာဆိုတော့သူတို့က street တွေအရန်လုပ်တယ်အဓိက bottom bottom line ကဘာလဲဆိုတော့မိနစ်60မပြဘူးမိနစ်60ပဲပြမယ်ဒါပေမဲ့အက်တစ်လုပ်မယ် live ပြခွင့်မပေးဘူးအက်တစ်လုပ်မယ်အင်္ဂလိပ်စာတန်းနေရာမှာ Korea graffiti ကာမယ်ပြီးတော့ Korea ကစားမတွေကိုအက်တစ်လုပ် ပြီးတော့ဖယ်ထုတ်ပြီးတော့မှအခြားကစားမတွေပဲပြမယ်ပြီးတော့မှ LGBTI logo တွေပါတယ်အကုန်လုံးသူတို့အုပ်မယ် အဲ့ဒါတွေသဘောတူမယ်ဆိုရင်မြောက်ကိုရီးယားနိုင်ငံမှာပရီးမီးယားလိပွဲကိုပြရမယ်ဆိုတော့ပြောလို့ပြအောင်ဘယ်လိုမျိုးလောက်ကြပြီးတော့ကျွန်တော်ကမ္ဘာဖလားမှာဘယ်အသင်းတွေပိုးဆွဲသွားတယ်လို့ဘာလို့သူတို့နိုင်ငံမှာအဲ့ဒါတွေသိချင်မှလည်းသိမှာအင်တာနက်ခေတ်မှာသူတို့အကုန်ပိတ်ထားမှာပေါ့ဗျာကျွန်တော်လည်းနားမလည်ဘူးကျွန်တော်လည်းမရောက်ဘူးလို့မသိဘူးဒါပေမဲ့ဒါအခုသတင်းတပုတ်မှာလည်းကျွန်တော်တွေ့ရတဲ့အချက်ပေါ့လေအဲ့အချက်တွေဒါသဘောတူမယ်ဆိုရင်ဒါကျွန်တော်တို့ပရီးမီးယားလိပွဲတွေကိုဒါဘယ်လိုပြောမလဲ ကိုရီးယားရဲ့စန့်ကျင်ဘက်နိုင်ငံကနေကြီးစုခွေရမယ်ဒါပေမဲ့ကန့်သက်ချက်ဒီဘလို့မြင်ကြလဲဘလို့မြင်ကြလဲအက်တစ်လုပ်ပြီဆိုရင်တော့ကိုစကိုတော့အက်တစ်လုပ်လို့နေမှာပြောလို့ရတာမဟုတ်ဘူးကိုစကိုတော့အက်တစ်လုပ်ပြီးတော့သူတို့ပေးချင်တဲ့အသင်းသူတို့နိုင်ချင်တဲ့အသင်းကို standing table တွေထိုးပြီးတော့လုတ်ချင်တဲ့လုတ်နေမှာပြောလို့မရဘူးဘလို့မြင်ကြလဲကိုမတ်မှာဝေယောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်